ဥပုပ်သီလကြတော့သူကစောက်တရားမှာသူကကုတုအဖြစ်ထက်တိုးပြီးတော့ကျင့်လာငါးပါးသီလကမကျင့်အကုတုဖြစ်မယ်ဥပုပ်သီလမှာနောက်ပိုင်းသီလကသူကမကျင့်လို့အကုတုဖြစ်မသွားဘူးကျင့်လိုက်တော့ကုတုရတယ်အဲ့တော့ကုတုရခြင်းနဲ့စိတ်နဲ့ဥပုပ်စောက်တရားနော်ကျမဥပုပ်ကြိုးသွားရင်အကုတုဖြစ်သလားလို့မေးကြတာလေဥပုပ်ကြိုးသွားလို့အကုတုမဖြစ်ပါဘူးသူကဝိကလဘောဇနာပုံမှန်လဲကိုညတာစားနေတာပဲလေ တော့အဲ့ဒီဥပုံတနေ့မှာတော့ကိုကဟိုတရားထိုင်ချိန်တို့ဘာလို့ပေါ့နော်ဖျားစာတွေရုပ်ပတ်တရေဆယ်တဲ့အချိန်တွေပူရခြင်းနဲ့နောက်ညနေစာမစားတော့ဒီအစာအာဟာရကြောင့်ဒီကိလေသာစိတ်တွေမဖြစ်ဘူးပေါ့နော်ခန္ဓာကိုယ်မှာတစ်ခါတလေမလိုအပ်ဘဲနဲ့စားရဆိုရင်ဒီအာဟာရတွေကလူကိုကာမစိတ်ကိုတိုးပွားစေတယ်အဲ့တော့ညနေစာမစားလိုက်တော့အပြင်ကာမစိတ်လည်းနည်းနည်းညော့သွားတာပေါ့နော်အချိန်တွေလည်းအများကြီးပူထွက်လာတယ်အဲ့တော့အဲ့ဒီလိုသဘောကြောင့်ညစာမစားခိုင်းတာလေဝိကာလဘောဇနာအဲ့တော့ကြောင့် ဥပုံသီလကိုယူတယ်ဆိုတာက ကုသိုလ်ထက်လိုချင်လို့တိုးလိုချင်လို့ယူတာเนาะအဲ့တော့ဥပုံသီလကိုကိုကယူလိုက်တယ်ဥပုံပြတ်သွားလို့ချင်းအပြစ်ဖြစ်သလားမင်းမဖြစ်ပါဘူးကုသိုလ်မရတာပဲရှိမယ်ပေါ့เนาะအဲရှေ့ကပြောတဲ့၅ပါးသီလကျိုးရင်တော့အကုသိုလ်ဖြစ်တာပေါ့ဒီမာလာကန္တာတို့ပန်းပန်းချင်းနတ်သားလင်းချင်းတွေပါတယ်ရတော့ပြတ်သွားလို့အကုသိုလ်ဖြစ်တယ်လို့ပြောလို့သီလပြတ်သွားလို့အကုသိုလ်ဖြစ်တယ်ပြောလို့မရဘူးလေเนาะအဲ့တော့ဒါဥပုံသီလမှာကျိုးသွားရင်အပြစ်ဖြစ်ဖြစ်မေးတာလေ တခါတည်းမှာဥပုပ်တိလာဟိုအချို့ရက်ရှည်ဆောက်တည်တယ်ဟိုမှာတပတ်တူဆယ်ရက်တူဆောက်တည်တယ်အဲ့တော့ဈာထဲမှာမနိုင်လို့ရှိရင်လည်းချလိုက်လို့ရတယ်ဘယ်ကိစ္စမှရှိဘူးเนาะအော်ငါကဆယ်ရက်ကြီးဆောက်တည်ထားတာပဲဟိုမနိုင်ဘူးဆိုရင်မချကောင်းမချလို့မရတော့ဘူးလို့ထင်နေတာချလို့ရတယ်ချလိုက်လို့လည်းအပြစ်မရှိဘူးမနိုင်ရက်လိုက်ဘာမှမဖြစ်ဘူးပေါ့เนาะဥပုပ်တိလာကရက်ခွင်ရှိတယ်အဲ့တော့တတိထားစရာကဥပုပ်တိလာကိုယူမဲ့ပုံကိုယ်တွေက နားမလဲတော့ဘာလို့ဖြစ်လဲဆိုတော့ယနေ့မြန်မာနိုင်ငံမှာဥပုပ်တဲ့တွေဥပုပ်နေဖုံးချောင်းကိုသွားတယ်ဆိုရင်အိမ်ကနေတခါတည်းအသေးချာပြင်ဆင်ပြီးသွားတာနော်မိတ်ကတ်တွေရောပေါင်းတာတွေရောရေမွေးတွေရောတနခါတွေပန်းတွေအကုန်ပြင်ဆင်ပြီးသွားတာအဲ့တော့ဟိုမှာဥပုပ်တိလာယူတဲ့ခါကျတော့အစင်မပြေတော့ဘူးလေဥပုပ်တိလာမှာကမာလာကဏဝိလေပနာဓာရဏဆိုတာပါတယ်အဲ့တော့ဥပုပ်ယူမယ်ဆိုလို့ရှိရင်အဲ့ဒါတွေကဖြတ်အောင်ပါလေပန်းပန်းဓာတွေအကုန်လုံးဖယ် မိတ်ကတ်ပေါင်းထားတဲ့လိမ့်တာပြန်ဖြစ်ရမှာပေါ့နော်အဲ့အဲ့ဒါကြီးယူထားပြီးတော့လိမ့်ကြံထားပြီးတော့သီလယူမယ်ဆိုရင်အဆင်မပြေဘူးညဥပုပ်တဲ့တွေအနေနဲ့ကို့မှာဥပုပ်ယူဖို့အစီအစဉ်ရှိတယ်ဆိုလို့ရှိရင်ပန်းပန်ထားတွေဟိုတနခါလိမ့်တာမိတ်ကတ်လိမ့်တာတွေမလုပ်အောင်ပေါ့တခါတည်းနော်အဲ့လိုမျိုးပေါ့ဥပုပ်သီလယူမယ်ပုဂ္ဂိုလ်ကအဲ့တော့ဝိကာလဘောဇနာသီလဟိုအရှိကငါးပါးသီလအကြောင်းတော့တိတ်မပြောတော့ဘူးလေနော်အဲ့နောက်သီလကိုပဲပြောမယ်ဝိကာလဘောဇနာအနေနဲ့ဥစဉ်တို့ဥပုပ်တဲ့တွေတတိထားမှာက ဖက်ပါတဲ့အဖြော်ရည်တောက်လို့မရဘူးဥပုသ်တွေเนาะအဖက်ပါတဲ့အဖြော်ရည်ကိုတောက်ရင်ဒါဝိကာလဘောဇနာတီလာပြတ်တယ်ပေါ့เนาะအဲ့တော့ဘုံကြီးတွေကိုအဖြော်ရည်ကတ်တယ်လို့ပဲစစ်ပြီးတော့ကဲအောင်တောက်အောင်မှာပေါ့เนาะအဖက်မပါအောင်အသေးချာစစ်ပြီးမှဥပုသ်တွေတောက်အောင်မှာအဖက်ပါရင်တော့ဥပုသ်တီလာပြတ်မှာပဲနောက်တစ်ခါတချို့အရေးဆိုရင်ပြီးရောဆိုပြီးတော့เนาะဘာတွေတောက်ကြတယ်လဲပဲနိုးရည်တို့ဘာလို့တောက်တယ်မတောက်ရဘူးပေါ့เนาะပဲနိုးရည်ဘာလို့က ဒါကအဖျော်ရည်ထဲမှာမပါဘူးအစာအာဟာရထဲမှာပါတယ်အဲ့တော့နွားနို့ပဲနို့အဲ့ဒီဟာတွေကအရေးဆိုပြီးမှလည်းပဲအစာအာဟာရထဲမှာပါတဲ့အတွက်ကြောင့်ဥပုပ်တဲ့တွေအနေနဲ့ညနေပဲနွားနို့ပဲနို့တောက်ရင်ဥပုပ်တိလာပြတ်တယ်ဝိကာလဘောဇနာပြတ်တယ်နောက်ရှိသေးတယ်ဥပုပ်တဲ့တွေဝိကာလဘောဇနာပြတ်တာပါလဲဆိုတော့ဂျင်းတုပ်စားတဲ့ပြဿနာပဲနော်အဲ့တော့ဒီနေ့ကပြောတဲ့ဂျင်းတုပ်ကသူကဆေးမှမဟုတ်တာနော်သူက နန်းนี่แลป่าเลยเจ็ดตนแลป่าเลยเปเจ้านี่แลป่าတော့အဲ့ဒါကတရေစာဖြစ်သွားတယ်ဈေးမဟုတ်ဘူးညဥပုပ်တဲ့တွေနေနဲ့วิกาลဘောဆနာတီလာကိုထိန်းတဲ့ခါမှာညနေပဲခရမ်းချင်းတီးတုတ်ငင်းခွာရဲတုတ်เนาะဂျင်းတုတ်လက်ဖက်တုတ်ဘာတုတ်မှမစားရအောင်เนาะအတုတ်မှတည်းများအကုန်သားချောင်းเนาะမစားရအောင်အဲ့တော့အဖျော်ရည်ဆိုရင်အဖက်ပါတဲ့အဖျော်ရည်ကိုချောင်းအောင်ပဲနှုတ်တွေပါတယ်နွားနှုတ်တွေအကုန်ချောင်းအောင်နောက်ခုနကပြောတယ်เนาะအတုတ်တွေအကုန်ချောင်းအောင်ပါပဲဥပုပ်တဲ့ အော်ရင်းနှီးချမ်းပြဿနာဒါတော့နည်းနည်းလေးဝါရကွဲတော့ရှိတယ်။နော်အလေးဖက်လိုက်တဲ့ဆရာတော်ကြီးတွေကတော့ဥပုပ်တွေကိုရင်းနှီးချမ်းလက်ဖက်ချောက်ခတ်ထားတဲ့ရင်းနှီးချမ်းညနေဖက်မတော့ပါဘူးပြောတယ်။ဟိုဘာပြောလဲဆိုတော့ဦးဇင်းတို့မြန်မာနိုင်ငံမှာကဒီလက်ဖက်ကို ပုတ်စားကြတယ်လေ။ဒီလက်ဖက်အရွက်တည်တာဟင်းလျာတစ်မျိုးဖြစ်နေတယ်။အဲ့တော့ဝင်းနီတော်မှာကဟင်းလျာဖြစ်တဲ့အရွက်တွေကိုသူကကြိတ်ပြီးတောက်မယ်ဆိုရင်တော့ရတယ်ရေအေးနဲ့ပေါ့နော်။ ရေအေးနဲ့ကြိတ်တောက်ရင်ရတယ်မုံလာဦးနီတို့ဘာတို့ကိုကြိတ်တောက်ရတယ်ဒါပေမဲ့သူ့ကိုရေနွေးတို့နဲ့ပြုတ်လိုက်မယ်ဆိုလို့ချင်းဟင်းရွက်ပြုတ်ရေဖြစ်သွားတယ်အဖျော်ရင်မဖြစ်ဘူးเนาะအဲကြောင့်လက်ဖက်ရွက်ကိုရေနွေးနဲ့စိန်လိုက်မယ်ဆိုလို့ချင်းဒါဟင်းရွက်ပြုတ်ရေဖြစ်သွားတဲ့အတွက်ကြောင့်ညနေဖက်ရဟန်းတော်တွေလည်းမတော်ကောင်းဘူးဥပုပ်တွေတွေလည်းမတော်ကောင်းဘူးဒါဝိကာလဘောဇနာတီလာပေါ့เนาะရဝါတွင်ကာလရောက်ပြီဆိုတော့ဥပုပ်တွေတွေသတိပြုစရာနဝိကာလဘောဇနာနဲ့ပတ်သက်ပြီးတော့အကြောင်းဖြစ်နိုင်လို့ချင်း ရင်နေမတောက်ရမနေနိုင်ဘူးဆိုတဲ့ပုံကိုတည်းကအဖြူပဲတောက်ပေါ့လက်ဖက်6ခတ်ထားတဲ့ရင်နေမတောက်နဲ့အတုံမျိုးစုံပါတော့မှမစားနဲ့အဖက်ပါတဲ့အဖြော်ကြီးမတောက်နဲ့နော်နောက်ခုနကတစ်ခုပါသွားတယ်ဗါလဲပဲနူတို့နွားနူတို့မတောက်နဲ့ဒါဝိကလာဘောဇနာတီလဒါလို့ဆိုရင်တော့လုံလောက်တယ်ဝိကလာဘောဇနာနော်အဲ့တော့နိစ္စဂိတဝါဒိတနဲ့ပတ်သက်ပြီးဥပုပ်တယ်တွေတတိထားစရာကတချင်းဆိုတာတို့ဘာတို့ကကိုယ်တိုင်လည်းမဆိုကောင်းဘူးဆိုတာတော့သိတယ် သူများဆိုတာကိုလည်းကိုကမခိုင်းရအောင်ဆိုပါဟဲ့လို့မခိုင်းရဘူးပေါ့နော်မခိုင်းရတဲ့အပြင်ကိုတတိထားဆရာတခုရှိတာကဘာလဲဆိုတော့တချို့တချို့ဓမ္မဂရိကဆရာတော်တွေတရားဟောတဲ့အခါမှာပချင်းနေပါလေဆိုပြီးဟောတာရှိတယ်နော်အတန်နဲ့အရှိကြီးစွဲငင်ပြီးဟောတာရှိတယ်အဲ့ဒါကဂီတလို့ခေါ်တယ်အတန်ရှိရှိစွဲပြီးဟောတာတို့ပချင်းနေပါလေနော်စာသားတွေဆိုပြီးတော့ဟိုရွရွရွပုံရွတာမဟုတ်ဘဲနဲ့ ပန်းစင်ပုံစံမျိုးနဲ့သချင်းကိုရုပ်ပြီးတော့ခေါ်တာပေါ့နော်အဲ့ဒါမျိုးအဲ့ဒါမျိုးတရားဆိုရင်ဥပုပ်တယ်တွေမနာရအောင်ဥပုပ်တယ်တွေတီလာပြတ်တယ်ဒါပြတ်မမသိပြတ်တဲ့ဥစ္စာတွေပြောပြတာနော်ဒါဥပုပ်တယ်တွေဥပုပ်ယူပြီးတော့ဆယ်တော်တွေကလည်းစနစ်တကျချင်းပြမှုမရှိတော့လေဥပုပ်တယ်တွေလည်းတမန်ကာရှန်ကာနဲ့ပဲဥပုပ်တယ်တွေဖြစ်နေကြတာပေါ့တကယ်ကိုလေးနက်တဲ့ဥပုပ်တယ်တွေမဖြစ်ကြအောင်နော်အဲ့ဒါကြောင့်ဥပုပ်တယ်တွေအနေနဲ့ တချင်းနားမထောင်ရဘူးဆိုတာသိပေမဲ့တရားတိုင်းလည်းမနားထောင်ကောင်းသေးဘူးခုနလိုတချင်းဆန်တဲ့တရားမျိုးဥပုပ်တယ်မနာရအောင်တချင်းဆန်တဲ့တရားမျိုးနာလို့ချင်းဥပုပ်တယ်တွေဥပုပ်တီလာကျိုးပါတယ်နော်အဲ့ဒါလေးတတိပြုကြရနိစ္စဂီတနဲ့တီလာနဲ့ပတ်သက်ပြီးတော့နော်သူကနိစ္စဂီတဆိုတာကဗဇက်ဆိုင်နဲ့တီလို့မရအောင်နော်ဗဇက်ကနေပြီးတော့ဆိုင်တီတာလို့ခုံကိုလက်နဲ့တီတာရအောင်အကုန်ပါတယ်အဲ့ဒါလေးကြနော်နိစ္စဂီတတီလာပေါ့နော်အဲ့ဒါနောက်တစ်ခါ စပ်ပြာအမွေခဲသုံးလို့ရလားလို့မေးကြတယ်ဥပုသ်တယ်လေဥပုသ်တယ်စပ်ပြာအမွေခဲသုံးလို့ရဆိုမာလာကန္နာဝိလေပနာပေါ့ကိုယ်ခန္ဓာကိုကနည်းနည်းအနက်သူများထက်ဆိုးဆိုးဝါးဝါးဖြစ်တယ်ပေါ့နော်အနက်တော်တော်ဆိုးတယ်တာမန်စပ်ပြာနဲ့အစိမ်းမပြေဘူးပေါ့ဒီအနက်ကိုပျောက်စေချင်တယ်ဆိုရင်တော့စပ်ပြာအမွေခဲသုံးလို့ရတယ်ဥပုသ်တယ်ဥပုသ်တိလာမကြိုးအဲ့လိုမှမတမင်တကာကိုခန္ဓာကိုမွေးခြင်းလို့နော်မွေးခြင်းလို့စပ်ပြာအမွေခဲသုံးတယ်ဆိုရင်ဥပုသ်တိလာကြိုးပါတယ်နော် တော့ခန္ဓာကိုယ်ကိုမွေးကျင်တဲ့စိတ်နဲ့စပြာအမွေးခဲတော့ရင်ဥပုပ်တယ်တွေဥပုပ်တိလာကြိုးတယ်နော်ဥပုပ်တိလာကြိုးတယ်ခန္ဓာကိုယ်တော်တော်လေးနမ်းနေလို့အမွေးတော့မယ်ဆိုရင်တော့ဥပုပ်တိလာမကြိုးနောက်တစ်ခုကဘာလဲဆိုတော့ဥစ္စာတယနာမဟာတနာတိလာဥစ္စာတယနာမဟာတနာတိလာကဥစ္စာတယနာဆိုတာကတတောင်းတထွာတဲ့မြင့်တဲ့ခုံတွေကိုဆိုလိုတယ်နော်တတောင်းတထွာတဲ့မြင့်တဲ့ခုံကိုဥစ္စာတယနာလို့ခေါ်တယ်မဟာတယနာဆိုတာကတော့ယနေ့ခေတ်ဘာတွေပါမလဲဆိုတော့ လဲမွေရာပေါ့နော်လဲအစာတွတ်ထားတဲ့မွေရာမျိုးကိုဆိုတာဟိုစီလီကွန်တို့ဘာတို့ကိုမဆိုလို့ကုရှင်တို့ဘာတို့ကိုမဆိုလို့ယနေ့တုံးနေတဲ့ဆော့ဖာတွေကဘာမှမဖြစ်ဘူးလေအဲ့တော့လဲပါတဲ့အခင်းပေါ့နော်လဲပါတဲ့အဲ့ရာခင်းတွေဟာဥပုပ်တဲ့တွေမအဲ့ရအောင်တာမယ်မွေရာနဲ့ကဥပုပ်တဲ့တွေအဲ့လိုဘာမှမဖြစ်ဘူးဟိုမသိတော့ဘူးလို့ပြောရင်သာပြောဟိုတရားမပြတ်သွားပါဘူးမွေရာနဲ့ဥပုပ်တဲ့တွေကမအဆက်မို့အဆက်ပါတယ်မအဆက်တာကလဲမွေရာကိုပြောတာ ယနေ့ခေတ်ပြောတဲ့စီလီကွန်တို့ဘာလို့ကိုမဆိုလို့ပါအောင်အဲ့တော့လဲမွေရာဆိုလို့ရှိရင်ဥပုသ်တွေဒါမအိရာဘူးပေါ့နော်လဲမွေရာနဲ့ဥပုသ်တွေမရာအဲ့ရင်ဒါဥစ္စာတယနာမဟာတယနာတိလာပြတ်တယ်ဒါသတိမထားမိတဲ့ဥပုသ်တွေအတွက်ပြောပြတာနော်အဲ့တော့ဥပုသ်တိလာအာ၈ပါးတိလာပေါ့တချို့လဲ၉ပါးတိလာဆိုပြီးတော့ယူတာရှိတယ်နော်ဟိုမေတ္တာပို့တာတခုထည့်လိုက်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့တိပိဋကတရာမင်းကွန်းဆရာတော်ကြီးရဲ့မဟာဗုဒ္ဓဝင်ထဲမှာပြောထားတယ် ဟိုတကယ်တော့ကိုးပါးသီလဆိုတာမရှိပါဘူးရှစ်ပါးသီလပဲမြတ်စွာဘုရားကတော့ဟိုဟောထားတာရှိတယ်ကိုးပါးသီလအနေနဲ့ဟောထားတာရှိတယ်ဒါပေမဲ့နောက်ဆုံးမေတ္တာပို့တာကသီလမဟုတ်တာဘာဝနာသာဖြစ်တယ်တချို့တချို့တတ္တဝါတွေကဒီကိုးပါးသီလအနေနဲ့ဟောမှကျွတ်မဲ့တတ္တဝါတွေမို့လို့မြတ်စွာဘုရားကဒီဘာဝနာကိုသီလတစ်ခုအနေနဲ့ထည့်ဟောထားတာမေတ္တာပို့တာကသီလမှမဟုတ်တာဟိုမေတ္တီလဆိုတာကကာယကံနဲ့ဝစီကံဒီနှစ်ခုကိုထိန်းတာမေတ္တာပို့တာကစိတ်ထဲမှာမေတ္တာပွားများတာအဲကြောင့်ကိုးပါးသီလမှာပါတဲ့ မေတ္တာပို့တာကဒါသီလမဟုတ်ဘူးဘာဝနာသာဖြစ်တယ်ပေါ့နော်ဒါအဲ့ဆိုမြတ်စွာဘုရားကဘာလို့ဟောတယ်လဲလို့မေးရင်မြတ်စွာဘုရားကဝိနည်းတတ္တဝါတွေရဲ့ဇယိုက်အကြိုက်ကိုကြည့်ပြီးတော့ကိုးပါးသီလဟောမှကျွတ်မဲ့တတ္တဝါတွေမဟုတ်လို့ကိုးပါးသီလနာမည်နဲ့ဟောထားတာပေါ့နော်အဲအဲ့ဒါဒါကိုးပါးသီလနဲ့ပတ်သက်ပြီးလည်းဘုသူတာသူကငင်းနေတာပဲကိုးပါးသီလရှိမရှိဆိုတော့ဘုရားပိဋကတ်ထဲမှာကိုးပါးသီလနာမည်နဲ့ရှိတယ်ဒါပေမဲ့ဒီဟာသီလတော့မဟုတ်ဘူးနော်ဘာဝနာကိုပဲသီလခေါင်းစဉ်နဲ့ထည့်ဟောပေးထားတာပဲရှိတာအဲကြောင့်သူကငင်းနေကြတာလေချက်ပါးသီလကိုးပါးသီလငင်းနေကြတာ အဲ့တော့၉ပါးသီလလို့ပြောရင်လည်းမှန်တယ်၇ပါးသီလပြောလည်းမှန်တယ်နော်အဲ့ဒါမျိုးငင်းစရာမရှိပါဘူးအဲ့တော့နောက်တစ်ခုကတော့ဘာလဲဆိုတော့ဥပုပ်သီလကိုကိုယ့်ဘာကိုအိမ်မှာယူလို့ရမရဆိုတော့ယူလို့ရတယ်ပေါ့နော်ကိုယ့်ဘာကိုအိမ်မှာယူလို့ရတယ်အဲစိတ်ထဲမှာလည်းစောက်တည်လို့ရတယ်နော်စိတ်ထဲမှာဘုရားရှင်မှာလည်းစောက်တည်လို့ရတယ်အဲဘုန်းကြီးเจ้าမှာသွားယူလည်းရတယ်အစိမ့်ပြေလို့ယူလို့ရတယ်အဲ့တော့ဘာထူးတယ်လဲမေးရင်တော့ ဆရာတော်တန်ဃာတော်တွေစီမှာယူရင်တော့ဘာဖြစ်လဲဆိုတော့အာမဘန်နေခံထားတာလေကိုကအာမဘန်နေခံထားတဲ့အခါကျတော့လွန်ကျူးစရာကြုံလာခဲ့ရင်တော့မှကိုကဟောငါဒီနေ့ဆရာတော်စီမှာယူထားတယ်ဆိုတော့စိတ်ကလေးရရှိတော့ဟိုဆရာတော်ပေါ်မှာအားနာတဲ့စိတ်နဲ့ပေါ့နော်ယူသေးလေးစားတဲ့စိတ်နဲ့မလွန်ကျူးမိတော့ဘူးပေါ့အဲ့တော့ဟိုဇာတ်ထဲမှာတာဒကာလေးတစ်ခုပြထားတာလေအဲဒကာကြီးတစ်ယောက်ကလက်သမားကြီးတစ်ယောက်ကအဲ့ဒီမှာသူတီလာယူပြီးတော့လက်ထုံဖို့သွားတယ်ဘုန်းကြီးစီမှာယူတော့အကြောင်းဘုန်းကြီးစီမှာတီလာယူလက်ထုံဖို့သွားပြီးတော့ လဲထွန်ပြီးတဲ့အချိန်မှာနွားတွေကိုသူကလွတ်ထားတာလွတ်ထားတဲ့အချိန်မှာညနေအိမ်ပြန်မယ်ဆိုတော့နွားတွေကိုတောထဲမှာသွားခေါ်ခေါ်တဲ့အချိန်မှာအမသူ့ကိုစပယ်ကြီးမွေတောင်ကပတ်ထားတာအဲလဲသမားကိုပေါ့နော်ပတ်တော့သူ့လက်ထက်မှာလဲဓားပါတယ်သူဓားနဲ့ဒီမွေကိုသူခေါက်လိုက်မယ်လို့သူစဉ်းစားလိုက်တယ်ဓားနဲ့မွေကိုခေါက်လိုက်မယ်လို့စဉ်းစားလိုက်အချိန်မှာမနက်ကတီလာယူတော့တတိရတယ်ဟောငါမနက်ကရှယ်ရော့စီမှာငါတီလာယူလာခဲ့တယ်သူတို့ဘာတက်ကိုတက်ချင်းမှာချောင်းချင်းပါဤတဲ့အဲတော့ငါသာဒီဓားနဲ့ဒီမွေကိုတတ်လိုက်မယ်ဆိုရင် ငါဆရာတော်ဘုံမှာမယူတရားရောက်မယ်ဟိုဆရာတော်ရဲ့တကာတယောက်အနေနဲ့ဒီလိုသီလကိုဖျက်ခေါင်းလားဆိုတော့လေဆရာတော်လည်းမကောင်းဘောနော်နာမည်ပြတ်မယ်အဲ့တော့ဆရာတော်ကိုငင်ညတ်တော်အပြင်ငါမတက်တော်ဘူးဆိုပြီးတော့သူဓာတ်ကိုလွတ်ချလိုက်တာပေါ့လေမတက်ဖြစ်တော့ငွေကိုတေးငါတေးနဲ့တေးပစီတော့ပေါ့နော်ဒါပေမဲ့ကံကောင်းရှင်တော်မွေးရလဲသူ့လိုလိုပြန်ဖြီးပြီးတော့ပြန်ဆင်းပြေးသွားတာပေါ့တော်တယ်ဝင်ပြေးသွားတာအဲအဲ့ဒါဆိုစာထဲမှာတာတကအထုတ်ပြထားတာပေါ့အဲ့တော့ ဟိုတကယ်တော့သူတာမန်ဆိုရင်တော့ကိုယ့်ဘာကိုယ်ယူလာခဲ့တဲ့ပုံကိုဆိုရင်တက်ဖြစ်ရှင်တက်ဖြစ်သွားမှာပေါ့နော်ဆရာတော်စီကဆောက်တည်ထားတာဆိုတော့ဆရာတော်ကိုလေးစားအားနာတော့အပြင်သူမတက်ဖြစ်ဘူးပေါ့နော်ဒါကြောင့်ကိုယ့်ဘာကိုယ်တီလာယူလို့ရပါတယ်ဒါပေမဲ့အဲ့ဒါပေါ့အထူးခြားချက်ကတော့ဆရာတော်တန်ခါတော်ဒီစီမှာယူရင်တော့ပို့ပြီးတော့လေးနဲ့တယ်ပို့ပြီးတော့စောင့်ထင်းဖြစ်တယ်ပေါ့လေဒါပါပဲယူတာကတော့ကိုယ့်ဘာကိုယ်လည်းယူလို့ရတယ်စိတ်ထဲကယူလို့လည်းရပါတယ်နော်ဒါကဒါဝါဒင်းကာလာမှာဥပုပ်တယ်ဒီအနေနဲ့စောင်းရံချောင်းရံလေးတွေတတိပြုဆရာလေးတွေပေါ့နော်အဲ့ဒါလောက်ပဲဒါတွေခေါ်လိုက်ကြပါပေါ့နော်